ဒရိုက်တာမိုက်တီနဲ့ဟာတာတေယုတ်ဆောင်အုံတိုင်းတေယုတ်ဆောင်ကျော်ဝင်းတူတူကိုရွေးကောက်ပွဲနောက်ဆက်ဟန်တာဖြက်စည်းခြင်းကကာကွယ်ရေးဥပဒေပုံမှာ23ကာကြီးရာတယောက်ကိုထောင်ဒဏ်9နှစ်စီကြာခံဖို့အမိန့်ချမှတ်လိုက်တယ်လို့သိရပါဗျ။နိုဝင်ဘာလ25ရက်နေ့မှာဟာတာတေယုတ်ဆောင်အုံတိုင်းကိုတကုံမြို့တစ်တောင်ပိုင်းမြို့နယ်တရားရုံးနိုဝင်ဘာလ28ရက်နေ့မှာဒရိုက်တာမိုက်တီကိုရန်ကင်းမြို့နယ်တရားရုံးနဲ့နိုဝင်ဘာလ28ရက်နေ့မှာတရုတ်ဆောင်ကျော်ဝင်းထွတ်ကိုဗဟန်းမြို့နယ်တရားရုံးတွင်မှာ အမိန့်ချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒရိုက်တာမိုက်တီ ပါဝင်သုံးဟာစစ်ကောင်စီရဲ့ကစ်တမိုင်းကိုဒုံဆိုင်ကြသူများရွေးကောက်ပွဲဝါရဖြန့်ဇက်ကားနဲ့ဇက်ကားမှာပါဝင်သူတွေကိုလူမှုကွန်ရက်ကနေမဟုတ်မမှန်ဝေဖန် ရေးသားတယ်လို့ရွေးကောက်ပွဲအပေါ်လူထုအထင်မြင်လွဲမှားအောင်လှုံ့ဆော်ခဲ့ကြတယ်လို့စစ်ကောင်စီကဆွဆွဲထားပြီးရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့အရေးယူမယ်လို့စစ်ကောင်စီကအော်တိုဘောလာ29ရက်နေ့မှာထုတ်ပြန်ခဲ့တာပါ။ရွေးကောက်ပွဲအတွက်တည်တံ့ထုတ်ပြန်ထားတဲ့ရွေးကောက်ပွဲကာကွယ်ရေးဥပဒေက အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ်9နှစ်အထိချမှတ်နိုင်တာဖြစ်ပြီးအထက်ပါ3စလုံးကိုအမြင့်ဆုံးပြစ်ဒဏ်တွေချမှတ်ခဲ့တာပါအခုဆိုရင်ရွေးကောက်ပွဲဥပဒေနဲ့ဖမ်းဆီးအမှုဖွင့်ခံထားရသူတွေထဲကထောင်ဒဏ်ချမှတ်ခံရသူ၈ယောက်ထိရှိလာနေပြီဖြစ်ပါတယ်ဒါအပြင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးဝေဖန်ရေးသားတဲ့သတင်းဌာနတွေရဲ့သတင်းတွေကို like react ပေးတာတွေလုပ်ခဲ့လို့ဆိုပြီး director စဗူထွန်းတက်လွင်နဲ့ director အောင်ချမ်းလူတို့ကိုလည်းဖမ်းဆီးထားပြီးပုံမှန်23ကကြီးနဲ့အမှုဖွင့်ထားတာလည်းဖြစ်ပါတယ် လက်ရှိမှာရွေးကောက်ပွဲလုပ်ငန်းစဉ်တွေပြတ်ပြားအောင်လှုပ်ဆောင်မှုကြောင့်ဆိုပြီးဖန်စီအေးအေးယူခံရသူကတော့အယောက်တရာနီးပါးအထိရှိလာနေပြီဖြစ်တယ်လို့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။